ရသခင်ဂျေစုကိုချီးမွမ်းပါလေကျွန်တော်နှုတ်ကပတ်တော်အဖြစ်သူတို့ကဆင်ခြင်ခွန်အားယူဖို့ရန်အတွက်တရားသူကြီးမတ်စာခန်းကြီး18အပိုင်းငယ်ကထိုလူမိခါသည်ဖျားချောင်းရှိ၍သင်တိုင်းတော်နှင့်တေရရုပ်ထုကိုလှုပ်ပြီးမှမိမိသားတယောက်ကိုမိမိရစ်ပရောဟိတ်အရာ၌ခန့်ထားလေ၏ကျွန်တော်ဒီနှုတ်ကပတ်တော်ကတော့တရားသူကြီးမတ်စာမှာ မိခါလုတ်တဲ့ဖះเจ้าအကြောင်းကိုဖော်ပြပါတယ်မိခါကတဲ့ဖះเจ้าကိုသူကိုယ်တိုင်စောက်တယ်ပြီးတဲ့အခါမှာအဲ့ဒီမှာဝစ်ဆုံသင်တိုင်းကိုသူလုတ်ထားတယ်ရုပ်ထုဖြစ်တဲ့တိရရုပ်ထုကိုလည်းသူကထုလုတ်ထားတယ်အဲ့ဒီဖះเจ้าမှာပဲမိမိရဲ့သားကိုရစ်ဘရဟိတ်အရာမှာခန့်ထားတယ်သူ့သားကိုသူ့ရဲ့ရစ်ဘရဟိတ်အရာမှာသူကပြန်ခန့်ထားပြီးတော့ဖះเจ้าကိုလုတ်ထားတယ် အတိပ္ပေကတော့အဲ့ဒီအချိန်ကာလမှာလူတွေက ကိုယ်စိတ်ကူးစိတ်တမ်းနဲ့လှုပ်ဆောင်တဲ့အချိန်ကာလဖြစ်ပါတယ်။တကယ်တော့ရှီလောမြို့မှာဖရာရဲ့အိမ်တော်ရှိတယ်။အဲ့ဒီမှာသွားဝတ်ပြုရမှာ။ဝေးတယ်အဲ့ဒီနေရာမှာသွားဝတ်ပြုဖို့မဖြစ်တဲ့အခါမှာမိမိရဲ့ဒေတာမှာ ကိုပိုင်ဖရာเจ้าကို သူကတိဆောက်လိုက်တယ်။ကိုပိုင်ရုပ်ထုကိုလှုပ်ပြီးတော့ဖရာလို့သတ်မှတ်ပြီးတော့ယေဘရဟိကိုလည်းသူ့ရဲ့သားကိုခန့်လိုက်တယ်။ဒီမိခါရဲ့လှုပ်ဆောင်မှုတွေကတကယ်တော့ဖရာရဲ့တမန်တော်နဲ့ နှုတ်ခွက်တော်နဲ့လွဲချော်နေတယ်။ဖះအလိုတော်လမ်းကနေလွဲနေတယ်။ဒီတရားသူကြီးမဆာခန်းကြီး16အစမှာမိခါကတဲ့ A frame တောင်းတာတယောက်ဖြစ်တယ်။သူ့ရဲ့အမေစီကနေပြီးတော့ငွေဆယ်ဘိတ်တာကိုသူကခိုးထားမိတယ်။ခိုးထားမိတဲ့ခါမှာသူ့အမေချိန်စဲတဲ့ခါမှာဒီမှာဆယ်ဘိတ်တာရှိပါတယ်ကျွန်တော်ယူမိပါပြီဆိုပြီးတော့သူကပြောတဲ့ခါမှာသူ့အမေကသူ့ကိုပြန်ပေးပါလေငါသားဒါမင်းယူလိုက်ပါ င်းရုပ်ထုတွေလုပ်ဖို့အတွက်လှုပ်လိုက်ပါလို့သူ့အမေကပြောပါတယ်ဒါပေမဲ့သူကမယူတော့ဘူးမယူတဲ့အခါမှာ အမေကဒီငွေဆယ်ပိတ်တာတွေကနေနှစ်ပိတ်တာကိုပဋိသင်္မောင်းကိုပေးပြီးတဲ့အခါမှာရုပ်ထုကိုလှုပ်ခိုင်းတယ်ပြီးတဲ့အခါမှာအဲ့ဒီရုပ်ထုကို မိခါကိုပေးလိုက်တယ်မိခါကလည်းဖခင်ကြောင့်ဆောက်ပြီးတော့အဲ့ဒီရုပ်ထုကိုဖခင်ကြောင့်ထဲမှာထည့်ထားတယ်သင်တိုင်းတော့လည်းရှိတယ်အဲ့ဒီဖခင်ကြောင့်မှသူ့အတွက်ယေဘုဟိတ်ကိုသူ့တောင်းပြန်ခန့်လိုက်တယ် ။ဟာဒီနောက်ဘက်တော့ဖတ်ကြည့်တဲ့အခါမှာဖះကိုကိုးကွယ်ဖို့ကိုမကိုဖះချောင်းဆောက်အမအမေကလည်းသူ့ရဲ့ပတ်စံနဲ့ရုပ်ထုတွေလှုပ်ပေးအဲ့ဒီရုပ်ထုကိုဖះချောင်းထဲမှာထည့်ထားပြီးတဲ့အခါမှာမိခါကသူ့သားကိုယေဘရဟိယာမှာခန့်အပ်လှုပ်ဆောင်မှုတွေအကုန်လုံးကဖះရဲ့အလိုတော်နဲ့လွဲချော်နေတယ်။ရှီလောမျိုးမှာဖះသားရှိခိုးအောင်မှာဝေးလို့ကိုဒေတာမှာကိုဖះချောင်းဆောက်ပြီးတော့ကိုသားကိုယေဘရဟိပြန်ခန့်တယ်။အဲ့ဒီချိန်မှာတဲ့သူ့ရဲ့ နေရာကိုပတ်လင်မြို့ကနေပြီးတော့လေဝိသားလူလင်တယောက်ရောက်လာတယ်။မိခါအိမ်ုံရောက်တဲ့ခါမှာ မိခါကပတ်စံအခချင်းဝေပေးပြီးတော့တနစ်ကိုငွေအကျပ်30ပေးမယ်။ဝတ်စုံလည်းပေးမယ်။စားစရာလည်းပေးမယ်ဆိုပြီးတော့ခေါ်ဖိတ်ပြီးတဲ့ခါမှာအဲ့ဒီလေဝိလူကိုရစ်ဘရောဟိယာမှာခံထားလိုက်တယ်။ပထမတော့သူ့သားကိုခံတယ်အခုတော့အဲ့ဒီရစ်ဘရောဟိယာမှာအဲ့ဒီလူလင်လူငယ်လေးလေဝိကိုသူကခံထားလိုက်တယ်။အဲ့လိုခံထားလိုက်တဲ့ခါမှာတဲ့အပိုင်ငယ်73လက်ရောက် မိခါကလည်းယခုမှ လေဝိလူသည်ငါဤယေဘရဟိဖြစ်သောကြောင့်ထတော်ဖျားသည်ငါ၌ဂျေစုပြုတော်မူမိကိုငါသိ၏ဟုဆို၏မိခါကဖျားရဲ့ကောင်းကြီးလိုခြင်းတဲ့အခါမှာဖျားရဲ့ဂျေစုပြုခြင်းလိုခြင်းတဲ့အခါမှာဖျားเจ้าကိုသူကိုယ်တိုင်ဆောက်တယ်ဖျားကိုလည်းရုပ်ထုထုပြီးတော့သူကိုယ်တိုင်ထဲ့ထားတယ်ယေဘရဟိအရာကိုလည်းသူ့တောင်းကိုခန့်လိုက်အခုတော့လေဝိလူလာတဲ့အခါမှာလေဝိလူကိုခန့်လိုက်တယ် သူလှုပ်တဲ့အရာတွေကစိတ်ကူးကြံစီတွေနဲ့ဒါတွေလှုပ်ရင်တော့ဖယားသခင်ငါ့ကိုကျေးဇူးပြုမှာပဲဆိုပြီးတော့သူကလှုပ်ဆောင်ပါလေတကယ်တော့ဖယားကိုကိုးကွယ်တဲ့အခါမှာဒီလိုလှုပ်ချင်တိုင်းလှုပ်လို့မရဘူးကျွန်တော်တို့လည်းတစ်ခါတည်းရန်မိခါကဲ့သို့ပဲဖယားเจ้าမှာပါဝင် အမှုတော်ထဲမှာပါဝင်ဖယားကိုကိုးကွယ်ဖို့လှုပ်ဆောင်ရင်းနဲ့ပဲဖယားလိုတော်လမ်းကနေလွှဲသွားတယ်မိခါကဖယားကိုကိုးကွယ်ဖို့ဖယားเจ้าစောက်တာပါဖယားကိုကိုးကွယ်ဖို့ရုပ်ထုတွေသူထုလုပ်တာဖြစ်တယ် ဖယောင်းကိုကိုွယ်ဖို့ယေဘရဟိအရာကိုသူ့သားကိုခန့်တာဖြစ်တယ်။လေဝိလူလင်ကိုခန့်တာဖြစ်တယ်။တို့ရတွင်ဖယောင်းကိုကိုွယ်ဖို့လှုပ်ရင်းနဲ့ပဲဖယားအမှုတော်အတွက်လှုပ်ရင်းနဲ့ပဲဖယားလူတော်လမ်းကနေလွဲနေတယ်။ဘာကြောင့်လဲဆိုရင်တော့ဖယားစကားအတိုင်းမလုပ်ဘဲနဲ့ကိုယ့်ရဲ့စိတ်ကူးစိတ်တန်းကိုယ့်ရဲ့အာကြီးခြင်းနဲ့လှုပ်တော်ကြောင်ဖြစ်ပါတယ်။တခါတည်းမှာကျွန်တော်ရဲ့အာကြီးခြင်းတွေကကိုယ်အသိန်းတော်ကြီးပွားဖို့ကိုယ့်ရဲ့ခိုင်းကနာကြီးပွားဖို့ကိုယ့်ရဲ့လူမျိုးတိုးတက်ဖို့ ျွန်တော်ကဂိုင်းကနာအစွဲတွေလူမျိုးအစွဲတွေအသင်းတော်အစွဲတွေရှိတဲ့ခါမှာဖျားအမှုတော်ကို လုံရင်းနဲ့ပဲမိခါကဲတော့ပဲကိုပိုင်ဖျားเจ้าကိုတိဆောက်တယ်လို့မျိုးဖြစ်နေတတ်ပါတယ်။ဒါပေမဲ့အဲ့ဒီလူလုတဲ့မိခါလုတဲ့ဖျားเจ้าကဒံမျိုးသားတွေလာပြီးတဲ့ခါမှာသူ့ရဲ့ရုပ်ထုတွေကိုယူသွားတယ်။အဲ့ဒီဒံမျိုးသားတွေကအဲ့ဒီလေဝိလူကိုလည်းယူသွားတယ်။ဒံမျိုးသားတွေကရုပ်ထုတွေကိုကိုးကွယ်တဲ့အမျိုးနွယ်တွေမှာပထမအဦးဆုံးအမျိုးနွယ်ဖြစ်သွားတယ်။မိခါစီယာရုပ်ထုတွေကို မိခ ကိုးကွယ်ထားတဲ့မိခါခန့်ထားတဲ့လေဝိလူယေဘရဟိကိုရောသူတို့ကခေါ်သွားပါတယ်။နောက်ဆုံးတော့မိခါတိဆောက်ထားတဲ့ကိုးကွယ်မှုစနစ်ကပြည့်စည်သွားတယ်။ဘာကြောင့်လဲဆိုတော့ဖျားလို့တော့လမ်းကနေလွဲနေတော့ကြောင့်ဖြစ်ပါတယ်။ကျွန်တော်တို့လည်းမိခါကဲတော့ကိုပေါင်ကိုဖျားကိုးကွယ်ဖို့ကိုအသိန်းတော်ကြီးထွားဖို့ကိုရဲ့ဂိုင်းကနာကြီးထွားဖို့ကိုရဲ့အဖွဲ့စည်းကြီးထွားဖို့လှုပ်ဆောင်ရင်းနဲ့ပဲဖျားလို့တော့လမ်းကနေလွဲနေတတ်ပါတယ်။တကယ်တော့အသိန်းတော်ဆိုဒီမှာဖျားသခင်ကိုယ်တိုင်တိဆောက်တာဖြစ်တယ်။ ရှင်မသက်ခရဝင်ခန်းကြီး16အပိုင်ငယ်18မှာတခင်ရှုကပါပြောလဲဆိုရင်တော့ဤကြောက်ပေါ်မှာငါအသင်းကိုငါတည်ဆောက်မည်ထိုအသင်းကိုမရဏနိုင်ငံဤတကားတို့သည် မနိုင်ရလို့ဖော်ပြပါတယ်အသင်းတော်ဆိုတာကဘုရားသခင်ကိုယ်တော်တိုင်တည်ဆောက်တာဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်အားလုံးကဖေကိုင်းကနာဖြစ်ပါစေဖေလူမျိုးဖြစ်ပါစေဖေအသင်းတော်မှာရှိပါစေကျွန်တော်အားလုံးကခရစ်တော်ရဲ့ကိုယ်ခန္ဓာထဲမှာတစ်ခုသီးသောအသင်းတော်မှာပါဝင်နေခြင်းဖြစ်ပါတယ် အခင်ရှုကငါအသင်းကိုငါတိဆောက်မည်လို့ပြောရတဲ့အတွက်အသင်းတော်ဆိုတော့ကခရစ်တော်ကိုယ်တိုင်တိဆောက်တာဖြစ်တယ်။ကျွန်တော်ကအသင်းတော်ဖြစ်တဲ့ခရစ်တော်ရဲ့ကိုယ်ခန္ဓာထဲမှာပါဝင်တဲ့အစိတ်ပိုင်းတွေဖြစ်ပါတယ်။အင်္ဂါချင်းတွေဖြစ်ပါတယ်။ဒါကြောင့်ဖယားသခင်ထားတဲ့နေရာမှာဖယားသခင်အလိုတော်တိုင်းသင်ကအသုံးခံတတ်ဖို့ပဲဖြစ်ပါတယ်။ဖယားကပဲတိဆောက်သွားမှာဖြစ်တယ်။သင်ကအဲ့ဒီတိဆောက်ခြင်းမှာတစားပလာဖြစ်ပါဝင်တတ်ဖို့ပဲဖြစ်ပါတယ်။ နောက်သခင်ကသူ့ရဲ့အသင်းတော်ကိုသူတည်ဆောက်နေတဲ့ကာလဖြစ်ပါတယ်။ဒါကြောင့်မို့ကျွန်တော်ကဒီထဲမှာပါဝင်အစီခံအသုံးတော်ခံတတ်ဖို့အင်မတန်ရည်ကြီးပါတယ်။ကျွန်တော်ကခရစ်တော်ကြီးကိုခန္ဓာဒီဟူတော်အသင်းတော်ထဲမှာ အစိတ်ပိုင်းပြီးအင်္ကာခြင်းတွေဖြစ်ပါတယ်။မိမိရှိတဲ့နေရာမှာအကောင်းဆုံးအစီခံမှုဖြစ်တယ်။ဘုရားသခင်အသင်းကိုအစီခံတဲ့နေရာမှာထားရင်သင်ကအစီခံလိုက်ပါ။ဘုရားသခင်အသင်းကိုသူများတွေကိုနှစ်သိမ့်တဲ့နေရာမှာထားရင်သင်ကနှစ်သိမ့်လိုက်ပါ။ ဘုရားသခင်ကအသင်ကိုပီးကန်းတဲ့နေရာမှာထားရင်သင်ဟာပီးကန်းလိုက်ပါစည်နာစိတ်နဲ့ပေးလူလိုက်ပါဘုရားသခင်အသင်ကိုခေါင်းဆောင်မှုပြုတဲ့နေရာမှာထားရင်သူများအပေါ်မှာချုပ်ကန်လွှမ်းမိုးလိုသောစိတ်နဲ့မဟုတ်ဘဲနဲ့နှိမ့်ချသောစိတ်နဲ့ဥဆောင်လိုက်ပါဘုရားသခင်အသင်ကိုဟောပြောခြင်းနေရာမှာထားရင်သင်ဟာဟောပြောလိုက်ပါသင်မှာရှိတဲ့အနေအားသင်မှာရှိတဲ့အစွမ်းစားသင်မှာရှိတဲ့နေရာမှာဘုရားသခင်အတွက်လှုပ်ဆောင်လိုက်ပါ ဒါကြောင့်မို့ချက်သုံးချက်စီတိုင်းမိခါကဲ့သို့ဖះကိုကိုးကွယ်ဖို့ကြိုးစားရင်းနဲ့ပဲဖះအလိုတော်လမ်းကနေလွဲတော်သူတွေမဖြစ်စေဖို့ငါရဲ့သင်းတော်ကြီးထွားဖို့ငါရဲ့ခိုင်းကနာကြီးထွားဖို့ငါရဲ့အဖွဲ့စည်းကြီးထွားဖို့ဆိုတာထက်ဖះသခင်နိုင်ငံတော်ကျေပြန့်ဖို့ရန်အတွက်မိမိကိုထားတဲ့နေရာမှာဖះသခင်အတွက်ဆက်ကအစီခံပေးလူချင်းအပြင်ဖះသခင်အလိုတော်တိုင်းပါဝင်ဆက်ကနိုင်တော်သူများဖြစ်စေဖို့ဝေငါပါတယ်အားလုံးပေါ်မှာဖျားရှင်ကောင်းကြီးပေးပါစေ